ချိန်အဖြစ်1999ခုနှစ်ခန့်မြမကျုံမတန်ရမှာဖြစ်ပါတယ်။ငဝင်းမြင့်နေပေမှာရေလေအုံရှိကုံတောင်စုစားတဲ့ကြေးရွာလေးတွေမှာအစီအတီရှိတယ်။ကိုအောင်မင်းတယောက်ရေလဲရွာသားတို့ဖြစ်ပြီးငဝင်းမြင့်အတွင်တန်ကားလုံးနဲ့အတံမွေးလောက်ကင်နေထိုင်သူလည်းဖြစ်ပါတယ်။ဒါကြောင့်မနက်မိုးမလင်းခင်အိမ်ကနေလေကလေးတစ်စီးနဲ့ထွက်လာခဲ့တယ်။အဖေတားလိုက်လိုက်ချင်တယ်။ဧတာလိုက်ချင်လိုက်ခက်လေကွာ။ဆယ်နှစ်ရွယ်တားဖြစ်သူအောင်ကလည်းလိုက်ချင်တယ်လို့ခေါ်တာကြောင့် ခေါ်လာခဲ့ရတယ်။တားဖားနေရမှာနဝင်းမြေတွင်ရောက်တဲ့အခါမနဲ့ရောင်လေးပြိုစာပြုတ်နေပြီ။ကိုအောင်မောင်းကလှေပေါ်မှာဖန်မီးရင်တလုံးကို ထုံပြီးတဲ့နောက်ညအချိန်ကချလာခဲ့တဲ့ပိုက်တန်းတွေဖော်ဖို့အတွက်လောက်ခတ်လာခဲ့တယ်။ပိုက်တန်းတွေချတဲ့နေရာရတဲ့အခါလှေငယ်ကိုအသာကက်လို့ပိုက်တန်းကိုတေချာစစ်စစ်ကပိုက်ပေါ်တယ်။မြေရိုးတစ်လျှောက်ကြက်စားနေကြတဲ့ရေချုံကားတွေကတော့ပိုက်တန်းမှာညစ်နေရကိုအောင်မောင်းဟာပိုက်ကိုအသာဆွဲတဲ့လှေဝန်းထဲကိုချပေးရတယ်။တပည့်သူအောင်အောင်ကတော့ ပိုက်တန်းမှာညှိနေတဲ့ငါးတွေကို အလင်းမြန်ဖြုတ်ပြီးတော့ပုံကြီးတလုံးတွင်းကိုထုတ်ထည့်တယ်။ဒီနေ့တော့ကိုအောင်မောင်းစိုက်တိုင်းပဲကြဖြစ်နေရတယ်။ပိုက်တန်းသုံးတန်းပေါ်ပြီးတဲ့အထိငါးတွေမြန်မြန်ဆဆမရသေးဘူး။ပိုက်ပေါ်ရင်လည်းလက်နဲ့ရေကအမြဲတမ်းထိတွေ့နေရတာကြောင့်ကိုအောင်မောင်းလက်တွေအေးဆက်လာတယ်။ခပုံစားချားမှာညှက်ထားတဲ့စေပေါ်လေးကိုထုတ်ပြီးပါးစပ်မှာတက်တယ်။ပြီးတော့မြေပြင်ကိုချက်ကြည့်တယ်။ဒီငါးတွေကဘယ်များသွားတည်နေလဲမသိဘူး။ကိုအောင်မောင်းကစိတ်ညစ်ညစ်နဲ့ရေရွတ်လိုက်ပြီး ခပုံးစားတွင်းကမေးချစ်ကိုထုတ်ကားဖြစ်တယ်။ဒါပေမဲ့မေးချစ်ကတစ်ချက်တစ်ချက်ခတ်ပြီးမေးမတောက်တော့ဘူး။ကိုအောင်မောင်တယောက်မေးချစ်ကိုလှေနှံနဲ့တတတော်ခောက်ပြီးထပ်မံဖြစ်တယ်။ဂန်းကုန်နေတဲ့မေးချစ်ဟာမေးထပ်မတောက်တော့ဘူး။ကိုအောင်မောင်စဉ်းညင်းညင်းနဲ့မေးချစ်ကိုရေထဲကိုလွှင့်ပြတယ်။ဒီမေးချစ်ကတမျိုးကွာ။ဟာအဖေမေးချစ်ကိုဘာလို့လွှင့်ပြတာလဲ။မေးမေးချစ်ကမေးမှမတောက်တာ။ဟာဗျာမေးမတောက်တာကဂတ်ကုံလေးလို့ဖြစ်မှာပေါ့ဗျ ကတ်ထည့်ရင်ချစ်လို့ရမှာပဲအဖေအခုလို့လှင့်ပြတော့မင်းချစ်အစ်စ်ဝယ်ရမှာပေါ့ဝယ်ဝယ်ပေါ့ကွာအမေကတော့လေအဖေလှင့်ပြတာသိရင်ပြောတော့မှာပဲဂက်စီဖြစ်ရင်20ဘိုးဆိုရင်တစ်လောက်သုံးလို့ရတယ်ဖေမင်းချစ်ကတစ်လုံးကို150 200လေးပါရှိတယ်လေဒါဖြစ်သူပြောတော့မှကိုအောင်မောင်မင်းချစ်လှင့်ပြတာကိုနှမျောချင်သွားတယ်ဒီလိုနဲ့မင်းမရှိတဲ့စေဘောလေးကိုပါဇက်မှာငုံခဲပြီးတော့ကဲလာကွာတာနောက်ဆုံးပိုက်တန်းမှာသွားဖို့မယ်အဲ့ဒီမှာတော့ ငါကောင်းကောင်းရမယ်ထင်ပါတယ်ကွာ။ဒါပါနှစ်ယောက်မြေရိုးတိုင်းဆံပြီးတက်လာတယ်။မြေကွေ့တနေရာရောက်မှာတော့မြေအတွင်းစည်းဝင်နေတဲ့မြေလက်တက်လေးဒီမှာသူတို့တွေလှေလေးဝင်သွားတယ်။အဲ့ဒီမြေလက်တက်နေရာဟာမြစ်ဆုံသဘောဖြစ်တာကြောင့်ရေစီးကျမ်းပြီးတော့တောင်ထုံးနေ။ဒီတောင်မှာငါးတွေတင်ကြန်လေးရှိတယ်။ဒါကြောင့်ကိုအောင်မောဟာပိုက်တန်းချထားခြင်းလည်းဖြစ်တယ်။ထုံးစံတိုင်းပဲပိုက်တန်းစီရောက်တဲ့အခါမှာတော့ကိုအောင်မောင်းကပိုက်တန်းကိုဆွတ်တင်ပေးပြီးတားဖြစ်သူကဖြုတ်တယ်။မနက်ခင်းနေထွက်တော့မှဖြစ်တာကြောင့် ကောင်းကင်တစ်ခုလုံးကလည်းလင်းလာတယ်။အခုပိုက်တန်းမှလည်းငားတွေမများမမိဘူး။အဖေကြီးအဖေအောင်အောင်တယောက်အလက်နဲ့ကြောင်အော်ဟိတ်လိုက်တာကြောင့်ပိုက်တန်းဖော်နေတဲ့ကိုအောင်မောင်းတော်ထိတ်လန့်သွားတယ်။ဘာလဲတာဘာဖြစ်တာလဲ။ဒီဒီမှလေးဗျာအယုတ်ကလေးတယုတ်ဗျာ။အယုတ်ပါလာတာများကွာအစမ်းတကျယ်လှုပ်လို့တာမြစ်ထဲကမျောလာတာဖြစ်မှာပေါ့။တားလို့ခြင်းနဲ့အဖေဒီရုပ်ကိုတားယူမယ်နော်။ကိုအောင်မောင်းစိတ်ထဲမှာတွေ့ခဲ့သွားတယ်။တန်ငါတရရဲ့ဆိုရ မြေအတွင်းမျောပါလာတဲ့အရာတွေနဲ့အယုတ်တွေအိမ့်အိုင်တွေကိုယူလို့မရှိကြဘူးမြစ်ထဲပါလာရင် မြစ်ထဲကိုသာပြန်ပြီးတော့မျောချရလိမ့်ရှိတယ်။ပြဆန်းသားအောင်ကအယုတ်ကလေးကိုလာပြတယ်။အယုတ်ကတစ်သားတစ်မျိုးနဲ့ထွင်းထုတ်ထားခြင်းဖြစ်တယ်။အယုတ်တစ်ခုလုံးကအနက်ရောင်ရှိပြီးရေးတိုက်စားခံထားတာကြောင့်လူပုံတော်မတဲကွဲတော့ဘူး။အယုတ်ပုံစံဟာလူတယောက်စောင်းချောင်းထိုင်ပြီးဓာတ်ထမ်းထားတဲ့ပုံစံမျိုးဖြစ်တယ်။အယုတ်ကနှစ်လမ်းမှသုံးလမ်းမှကမ်းပဲရှိတယ်။ ပြန်မျှောလိုက်ပါသားရဲ့ပေးပေးပေးတာခဏကြည့်အောင်မဖေးအောင်ကရုပ်ကိုပြန်ဦးသွားတယ်ကိုအောင်မောင်လည်းငါးဖမ်းမကောင်းတာကြောင့်စိတ်ညစ်နေရငါးကတုံးပိတာတော့မရဘူးဒီမှာမကသေးငါးကလည်းအကောင်တက်သေးလေးတွေပဲဖြစ်တယ်သွားပြန်ရောင်းရင်လည်းဈေးကရမှာမဟုတ်ဘူးကိုအောင်မောင်တယောက်လှေကိုစိတ်ပြတ်စွာနဲ့ပဲအိမ်ကိုလှောက်ခတ်လာခဲ့တယ်ရှင့်ငါးကဒါပဲလားဟမ်ကိုအောင်မောင်အိမ်ရောက်တာနဲ့စနေဖြစ်သူနဲ့စကားများရန်ဖြစ်တယ်ရှင့်ငါးလို့မပြောနဲ့လေကွာ ငါကငါငါလောက်တာမှမဟုတ်တာမြစ်ထဲကငါလေကွာကံပါသလောက်ပဲရမှာပေါ့ရှင်းကအမြဲတမ်းဒီလိုပဲပြောနေတာပဲကိုသိန်းဆန်တို့ဆိုရင်တနေ့တနေ့ငါကို6ပိတ်တာ7ပိတ်တာအမြဲတမ်းရတယ်အခုတော့ရှင်းရှာလာတာကြည့်အောင်3ပိတ်တာတော့မပြည့်ဘူးငါပုံစံကြည့်တော့လေတိတိမမွားတယ်ကြီးပဲဇနီးပြည့်သူရဲ့စကားကြောင့်ကိုအောင်မောင်းဒေါသပေါက်ကွဲလာတယ်ဟဲ့ငါကနစ်လေသိန်းဆန်ကနစ်လေမဟုတ်ဘူးနင်ဒီလောက်သိန်းဆန်ကိုကြိုက်နေလဲ အစကတည်းကတင်းစံကိုယူလိုက်ပါတာအိမ်ပေါ်မှာအဖေနဲ့မေရန်ဖြစ်နေတာမလို့အောင်တယောက်အိမ်ပေါ်ကိုမတက်တော့ပဲရွာထဲကိုထွက်လာတယ်ရွာလမ်းတနေရာမှာကလေးတွေကကော်ရုပ်တွေကိုထောင်ပြနေကြတယ်အောင်လည်းလက်ထဲကအရုပ်ကိုပြပြီးတော့ငါလဲပါခြင်းနဲ့ကွာဟုတ်ဒီမှာငါအရုပ်ဟဲ့အောင်မင်းအရုပ်ကကော်ရုပ်မှမဟုတ်တာကွာတစ်သားရုပ်ကြီးဘယ်ကကောက်လာမလဲမသိဘူးတွားကွာလာမစုံနဲ့လှုပ်စမ်းပါကွာငါစော့ကျင်လို့ပါ ဒါပေမဲ့အောင်းအောင်းကိုကလေးတွေကစော့ခွင့်မပေးဘူး။ကိုကြီးအောင်ကိုကြီးအောင်စော့ကျင်အဲ့ဒီယုံနဲ့ကော်အယုံနဲ့လဲမယ်။တင်းဆန်သမီးစုခိုင်ကလာပြောတယ်။အောင်းအောင်လဲစော့ကျင်လုံတာကြောင့်စုခိုင်ကိုအဲ့ဒီယုတ်ကိုပေးကစုခိုင်စီကကော်ယုတ်သုံးယုံနဲ့လဲလှဲ့တယ်။စုခိုင်ကမင်းကလေးမို့လို့ယောက်ျားလေးတွေလိုအယုံမပြစ်ဘူး။အယုတ်လေးကိုလမ်းဘေးတနေရာမှာတန်းစီချထားပြီးတော့ထမင်းချက်တန်းစော့ကစားတယ်။ရှုံးနဲ့ပြုတ်ထားတဲ့အိုးခွက်လေးတွေမှာစမ်းအဖြစ်သဲတွေကိုထည့်ဟင်းအဖြစ်နဲ့ သိရတဲ့ခက်တွေကိုကုထဲကချက်ပြုတ်ကျော်လာတယ်။ပြီးတော့ဒေါ်တချောင်းနဲ့ထိုးကလော်ကအယုတ်ကလေးတွေကိုတန်းစီကထမင်းခွန့်ကျွေးတယ်။စော်ကစားပြီးတဲ့အခါမှာတော့အယုတ်တွေကိုတင်းဆက်ပြီးအိမ်ကိုပြန်လာတယ်။တင်းဆက်တဲ့ကိုအောင်မောင်တို့ရဲ့အိမ်ဟာချိန်ကောင်းရင်ဖြစ်ပါတယ်။ဒါပေမဲ့ကျေးရွာမှာရှိတဲ့အိမ်တွေပြစ်တာမလို့တဲ့အိမ်နဲ့တဲ့အိမ်ကတော့အလံဝေးတယ်။စုကင်ကအယုတ်တွေကိုအယောင်မှာရှိတဲ့ပုံကြီးတလုံးတွင်းကိုထည့်ကအိမ်မော်ကိုပြစ်တက်လာတယ်။ဟောသမီးပြန်အောင်လာပြီလား။ဗိုက်စာနေပြီလား။ဟောဒီမှာလေ မီးအကြိုက်ငမြင်းချက်ထားတယ်။သင်းစံတို့လည်းများစားတောင်းနေတဲ့ထမင်းဝိုင်းမှာသမီးဖြစ်သူကဝင်ထိုင်နေ။အဲ့နောက်ထမင်းကိုအားရပါရစားတယ်။ထမင်းစားတော့ပြီးတော့စုပ်ခိုင်တယောက်တေးတမောအိတ်တယ်။သင်းစံကညနေဆောင်တဲ့ကငါးဖန်းပိုက်ချဖို့လိန်နဲ့ထွက်လာတယ်။မိမငါးပိုက်ချသွားတော့မယ်။ရှင်ပတ်စံတွေယူသွားပြီမဟုတ်လား။ထပ်ပြီးတော့မိုးမလာစေနဲ့နော်။ဆဲချပါမိမရ။ငါလက်မဲ့ငါတိပါရဲကွာ။ညဆိုချမ်းလို့အချမ်းပြေုံနေတောက်တာပါ။ တင်းစံတရာအိမ်အောက်ကလေကိုဆွဲထုတ်တယ်။ပြီးတဲ့နောက်အိမ်နောက်ဖေးမြောင်းလေးကိုဆွဲချလိုက်ပြီးအဲဒီကတဆင့်ငဝင်းမျက်စီကိုလောက်ခတ်လာခဲ့ပါတယ်။သူတို့ရွာလေးဟာမြဝကျုံမော်ရွာလေးမို့လို့ကုန်းလန်းတယ်မကပဲနဲ့ခြေလန်းတယ်လေ။သွာလာနိုင်ပါတယ်။ရွာတဲ့ချောင်းများကိုရောက်မှာတော့တင်းစံကတဲတဲအနီးမှာလေကိုကတဲ့ဒီခါမှာတဲအတွင်းကမိမတဲဦးထွက်လာတယ်။ထောင်းစံတိုင်းမယ်နော်။အရက်တစ်လုံးနဲ့ပဲကြီးလောက်20ဘိုးလောက်ထည့်ပေး။အဲ့ဒီတဲကအရက်တဲဖြစ်တယ်။ အရက်ကိုခွက်ပုံးရောင်းတဲ့ဆန်ပြေရမကြခင်မှာအဲ့ဒီမျိုးသမီးကအရက်တစ်လုံးနဲ့ဆက်ကူထုတ်ပိုးထားတဲ့ပဲကြီးလာကိုလှမ်းပေးတယ်။တင်းဆန်လည်းကြားတဲ့ငွေပေးပြီးတဲ့နောက်ချောင်းရိုးတွင်းကိုဆက်လက်ပြီးလောက်ခတ်လာတယ်။လေလောင်းင်းနဲ့အရက်ကိုတောက်လိုက်တယ်ပြီးတော့ပဲကြီးတော်သုံးလေးစိကိုလည်းကြိုက်သွားတယ်။ဟာအခုမှပဲနေလို့ကောင်းသွားတော့တယ်။ချောင်းရိုးတိုင်းပဲဆက်ပြီးလောက်ခတ်လာရင်နဲ့မကြခင်မှာကိုအောင်မောင်းနဲ့ဆုံတယ်။ကျိုးကိုအောင်မောင်းဆောလာကြည်လားဗျ။ကိုအောင်မောင်းလှေနေကို လှေနှံချင်းထိလို့မဆဲဆဲကတ်လာတယ်။အောင်မောင်းကစိတ်ညစ်နေပုံရတယ်။အေးဗျာညကငားမရတော့ကျုံမင်းမကပွားစီပွားစီလုံးနေတာဗျ။အခုလည်းအိမ်မှာမနေချင်လို့စောစောထွက်လာခဲ့တာ။ဒါပေါ့ဗျ။ကျိုးစားဗျ။ကျုပ်တော်မနက်ကကိုပိတ်တာတောင်ရတယ်ဗျ။ငါတလောက်ကြီးပဲ။နှစ်ပိတ်တာရလို့အိမ်ပြန်မျက်နှာပန်းလှသွားတယ်။အေးဗျာကျုပ်ကလည်းငားမများရတဲ့နေ့လေးရှင့်ပေးစမ်းပါဦး။ဟာ ကိုအောင်မောင်ကတော့ဗျာကျုပ်ကဟင်းစားပေးဆိုပေးမယ်နော်ကိုွန်ချက်တော့မပြဘူးဗျနှစ်ယောက်ကရေမောပြီးတဲ့နောက်သင်းစံဟာလှေကိုလှော်ပြီးထွက်လာတယ်သင်းစံတယောက်အရက်တောက်လိုက်ပိုက်တန်းချလိုက်နဲ့လုံနေရင်ရေချိန်ကအတော်ကိုကိုက်လာတယ်နေ့နေလဲဆောင်းပြီးနေလဲဝင်သွားပြီးနေဝင်သွားတာနဲ့ကောင်းကင်ကတဖြည်းဖြည်းနဲ့မောင်မိုက်လာတယ်သင်းစံကငါးခုများတဲ့ကိုင်းတော်ဆက်တစ်ခုမှပိုက်တန်းချနေနဲ့လေပေါ်မှာလူတယောက်ထိုင်နေတာကို ရုံငနဲ့တွေ့လိုက်ရတယ်ခါ ဘသူလဲလေဦးထိန်တာမှာမိမတယောက်ဟာစောင်းကြောင်ထိုင်းနေတယ်လူသူရှင်းတဲ့နေရာပြစ်တာမို့လို့တင်းစံတယောက်အရန်ကိုထိုင်လန်သွားကအမိုးတောင်ပြေကျင်သွားတယ်ဟာဟိတ်ခမ ्या ဘသူလဲဗျကျုပ်လေပေါ်မှာလူမတင်ဘူးဗျခမ ्या စင်အဲ့ဒီမိမကအရန်ကိုမာကျော်ခတ်ထန်တဲ့မျက်နှာနဲ့တင်းစံကိုကြည့်တယ်ငါအရက်တောက်ချင်တယ်ငါ့ကိုအရက်တိုက်ဟောဗျာဒီအရက်ကကျုပ်တောက်ဖို့ဗျကျုပ်တောင်နေတိုင်းတောက်ရတာမဟုတ်ဘူးကျုပ်မိမစိတ်ကြည်တဲ့နေမှာတောက်ရတာ ငါ့ကိုအရက်တိုက်ရင်နင်းကိုငါမမြပေးမယ်။သင်းဆန်တယောက်တွေ့ဝေးသွားတယ်။ဘေးဘီဝေရကိုကြည့်တော့တခြားလှိလည်းမတွေ့ဘူး။လူသူတူဦးတယောက်မှလည်းမတွေ့ဘူး။ဒါကြောင့်လှိဦးထိတ်မှထိုင်နေသူဟာလူမဟုတ်နိုင်ဘူး။မြေဆောင်နှစ်လား၊ချောင်းဆောင်နှစ်လားသင်းဆန်တွေ့မိတယ်။ဒီလိုနဲ့သူ့နေမှာခြားထားတဲ့အရက်တစ်ပိုင်းကကျန်တဲ့အရက်ကိုကောက်ယူကလှိဦးစီကိုချက်လာတယ်။အဲ့နောက်မိမကိုအရက်ပလင်းလှမ်းပေးတယ်။ခမရဂရီတီနော်။အဲ့ဒီမိမကအရက်ကိုတစ်ချက်တည်းနဲ့အကုန်မောတော့တယ်။ ီးတဲ့နောက်ပလင်းကိုရေထဲကိုပြစ်ချတယ်။တိုင်းစံတရာကြောက်ကြောက်နဲ့ပဲထိုင်ကြည့်နေရတယ်။အဲ့ဒီမိမဟာအတန်ကွေးကြီးနဲ့နင်းတတိရှိရင်ညနေတကောင်ဟောဒီနေရာကို လာခဲ့။ငါနင့်ကိုပေးမယ်။တိုင်းစံတရာအဲ့နေရာကိုကြည့်ပြီးပြောလိုက်တဲ့အခါဒီမိမကိုမတွေ့ရတော့ဘူး။ဒါပေမဲ့ဒီနေရာမှာတော့အယုတ်ကလေးတစ်ယောက်ကိုတွေ့ရတယ်။တိုင်းစံတရာအတော်လေးကိုကြောက်လန့်သွားတယ်။ဒီယောက်ကများစကားပြောတာလား။ဘလိုပဲဖြစ်ဖြစ် ငါအရက်တွေတော့ဂုံအောင်တောက်သွားတာပဲညတကောင်ငါဒီကိုလာရမယ်ငါအသာမရလို့ကတော့ဒင်းငါနဲ့တွေ့မယ်ဒင်းစံတရားပိုက်တန်းဆက်မချတော့ပဲနဲ့ပဲကြည့်တော့ဝါးကအိမ်ကိုပြန်လာတယ်ပုံမှန်တိုင်းဆိုရင်တော့ဒင်းစံဟာညနေတကောင်ထသွားလိမ့်မရှိဘူးတညာလုံးအိပ်ပြီးတော့မနက်မိုးလင်းကနေမှပဲအေးအေးလို့လို့ငါးပိုက်ကိုပြန်တယုံတာရှိတယ်အခုတော့ညနေတကောင်နာရောက်တာနဲ့စိတ်အတွင်းမှာလဲမတင်မကြဖြစ်လာတယ်။ဟုတ်ကွာ။ တော့ကြည့်လိုက်တာလဲမမပါဘူးငါရတော့အမျက်ပေါ့မရတော့လဲဟောဒီရုပ်တော့တွားပြီတော့ပဲတင်းစံတရားအဲ့ရကထကလှေကိုထုတ်တယ်အဲ့နောက်အိမ်အောက်ကလှေကိုထုတ်ပြီးအသားကလေးပဲလှောက်ခတ်လာခဲ့ပါတယ်ကိုအောင်မောင်တယောက်အိပ်ပျော်နေတော့လုံးဝအိပ်လို့မရတယ်လို့ညနေကခြားထားတဲ့ပိုက်တန်းတွေငါတို့ပါမလားတင်းစံတရားငါမမရနေတာလှုပ်ဝက်ချက်များရှိနေမလားဒီလိုတွေးနေတော့တင်းစံအိမ်ကနေ လှုပ်ရှားတဲ့နေကိုကြားတယ်။ရေဆက်ဆက်မှာတဆွဆွနဲ့သွားနေတဲ့ခြေတံတွေကိုကြားလိုက်ရပြီးတဲ့နောက်လှေလောတံကိုလည်းကြားတယ်။ဒီကောင်ဘာထားလို့တာလဲ။ကိုအောင်မောင်းစိတ်ထဲမှာတခုခုတော့တွေ့ဝေးသွားတယ်။ငုံတုတ်ထားထိုင်နေ။မဟုတ်မှလည်းရော။ငါးပိုက်မှမိတဲ့ငါးတွေကိုညတဲ့ကောင်မှာခိုးများဖြုတ်တာလား။အတွေ့ထဲမှာတန်တရားစိတ်တွေကစုံမလာတယ်။ဟုတ်တော့တယ်။အရင်ကဆိုငါးငါးမရတဲ့နေ့တော့မှ ငါဘိတ်တာလောက်တော့ဒီကောင်းကအตาကလေးရှာနိုင်တယ်အခုတလောငါကငါအရနဲနေပြီးတော့ဒီကောင်းငါတွေပို့ရနေတာအေကနာငါရဲ့ငါတွေကိုများခိုးများဖြုတ်နေလားကိုအမောင်တယောက်ဒေါသထွတ်ထွက်နဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲကအိမ်မောကဆင်လာတယ်အယောက်မှလွန်ထုတ်ထားတဲ့လေကိုအตาကလေးထွက်ယူပြီးတဲ့နောက်မြောင်းလေးကိုခြကလောက်ခတ်လာခဲ့တယ်လှေလောင်းင်းနဲ့စိတ်ထဲမှာလဲလှုပ်ထောင်းပေါ်တင်းဆန်ရငင်းတာငါးပိုက်ကိုထိလို့ကတော့ငါတကမင်းရဲ့လေပင်ကိုဖျက်ပြီးလို့သား မှတ်ထားပြီတော့ကွာသင်းစံတရားလေကိုလှောက်ခန့်လာပြီးမြေအတင်းကိုဖြတ်ဝင်လာတယ်ရေနေနေပြီဖြစ်တာကြောင့်မြေပြင်ဘေးတစ်ပတ်တစ်ချက်မှာတဲတောင်တွေထုံနေပြီလားပြေနေပြီမလို့လားကလည်းတိမ်တိမ်သားနေရတဲတောင်မြင်ကြီးကလားရောင်ကြောင့်ဖိုးဖိတ်ပြုတ်နေတယ်အလားတူပဲမြေပြင်ကျဲအတွင်းမှာလည်းလားရောင်က ဖြန့်ကျက်ထားတာကြောင့်လှိုင်းကျက်ခွက်လေးတွေဟာတလက်လက်နဲ့ဝင်းပါနေပါတယ်မြေရိုးတစ်လျှောက်မှာရှိတဲ့ရွာလေးတွေဟာမောင်တိကျနေပြီအိမ်မောလည်းကျနေပြီကိုင်းတော်ကြီးနေရောက်မှာတော့ ညအချိန်ကျစားတဲ့ငါတို့ကလမ်းဖြန်ကဖက်ပြေးသွားကြတယ်။ဘိန်းစံတယောက်လှေကိုရက်ပြီးဘေးပညာကိုကြည့်တယ်။ကဲညတကောင်ရောက်ပြီဗျာ။ခမရကလေးတိုင်းသူ့ကိုငါးတွေပေးပြီးတော့မြေပြင်ဟာငြိမ်တက်နေတယ်။ဘိန်းစံလည်းအယံကိုစိတ်ပြတ်သွားတယ်။ဒီချိန်မှာမြေရဲ့ပြင်တနေရာကရေပွက်ကြီးထပြီးတော့ဝမ်းငင်းနဲ့တက်လာတယ်။ရေပွက်ပြီးတာနဲ့ဒီပိုင်းနဲ့အဲ့ဒီရေကွက်ကမြင့်ငတန်းကြီးတကောင်ခေါင်ပေါက်တက်လာတယ်။လေဝမ်းတွင်းကိုတန်းတန်းမမတ်ဝင်လာတာ မြင့်ကတန်းကြီးက ကြီးမားလုံနာကြောင့်လွလွနေရာတိမ့်ဆန်ကမြန်မြန်သေးသေးဖို့အတွက်လှော်တတ်နဲ့ရိုက်တတ်တယ်။ဟာအကြီးကြီးပဲဒီတစ်ကောင်နဲ့ငါးဘိတ်သာလောက်ရှိတယ်။ဒီချိန်မှာတခြားနေရာကရေပွက်သွားပြီးတဲ့နောက်ငချင်းတစ်ကောင်လေပေါ်ပြန်တက်လာကလှေဝမ်းတွင်းကိုကြောက်သွားပြန်တယ်။ရေအောက်ကလူတအူးကဖမ်းဆီးပြီးတော့လေပေါ်ကိုပြစ်တင်ပေးလိုက်တယ်လို့တန်တန်မမတ်ကြလာခြင်းဖြစ်တယ်။တိမ့်ဆန်တယောက်အရန်ကိုပြောရှင်းလာတယ်။ဟာငချင်းကြီးပဲသုံးဘိတ်သာတော့ရှိမယ်။ ဒီချိန်မှာလှိနေဘေးမှာရှိတဲ့မြစ်ပင်ဟာပွတ်တက်လာပြီးတော့ငတလောက်တွေငဖမ်းမတွေငဘက်ငဘိုးတွေဟာလှိဝမ်းတွင်းကိုခုံဝင်လာတယ်။ပိန်းစက်တယောက်ငါးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့လိုက်ကောက်နေရဒီအဖြစ်ကိုမြေကွေတနေရလက်မှုပင်ကြီးအောက်ကနေချောင်းကြည့်နေတဲ့ကိုအောင်မောင်းလည်းမြင်တွေ့ရတယ်။ဟာဒီကောင်ငါးတွေရတာဒါကြောင့်ကိုဒီကောင်မှာထူးဆန်းတာတခုတော့ရှိနေပြီထင်တယ်။ပိန်းစက်တယောက်ပျော်ရွှင်ပြီးတော့လှေဦးမှာချထားတဲ့အယုတ်ကလေးကိုကောက်ယူကနန်းရှုံနေအဲ့နောက် က်ဖွားပေါ်မှာတင်ကတဖွားဖွားပြောနေရလာရောက်နေမလို့အတိုင်းသားမြင်နေရတယ်။ကိုအောင်မောင်လည်းစောင်းဆိုင်မနေတော့ဘဲနဲ့လေကိုခမမြန်လောက်ခတ်ကတင်းဆန်စီကိုထွက်လာတယ်။တင်းဆန်ကကိုအောင်မောင်ကိုကြောပြရတာနဲ့ဖြစ်သွားတယ်။ဒါကြောင့်ကိုအောင်မောင်သူ့ရဲ့လေကိုမမြင်ဘူး။လေနံချင်းတိုက်သွားတဲ့အခါမှာဒါတင်းဆန်တယောက်အံ့ဩသွားတယ်။ဟေးတင်းဆန်ပျော်လို့ရှင်လို့ပါလားကွ။ဟာကိုအောင်မောင်မင်းမင်းလက်ထဲကဘာကောင်လေးလဲကွ။အဲ့ဒါဘာလေးလဲ။ဒီတော့မှ တိန်းဆန်ဟာလက်ကိုဖွက်ပြီးတော့ဘာမှမဟုတ်ပါဘူးကိုအောင်မဟဲ့ကငါကိုမညာနဲ့ကွာငါဟိုနားကလက်မှုပင်ကြီးအောက်ကနေစောင့်ကြည့်နေတာ မင်းဖြစ်တာတွေအားလုံးကငါမြင်ရတယ်ခမရအမြင်မှားတာဖြစ်မှာပါကိုအောင်မပြီးတော့အဲ့ဒီရုပ်ကလေးကိုငါ့ကိုပြဆက်မှာတိန်းဆန်တယောက်တွေ့ဝေးသွားတယ်မင်းငါ့ကိုမပြဘူးဆိုရင်ဒီเจ้าလေးကိုငါရွာထဲမှာလှည့်ပြီးတော့ဖြွားလိုက်မှာနော် မလုပ်ပါနဲ့ကိုအောင်မောင်ညာဟောဒီမှာကြည်ပါကိုအောင်မောင်က လေကိုအနီးကပြတယ်။ရုပ်ကလေးကိုကြည့်တော့ဟာဒါငါအယုတ်ပဲ။တင်းစံတယောက်တော့တတ်သွားတယ်။ဟေးလူခမရမဟုတ်တာမပြောနဲ့ဒီယုတ်ကကြုတ်အယုတ်ပြကြုတ်လီတဲ့ကိုသူ့အလိုလိုရောက်နေတာ။ဟေးကောင်တင်းစံဒီအယုတ်ကငါနဲ့ငါသာမနက်ကပိုက်သိမ်းပြီးတော့ပိုက်သေးကပါလာတဲ့အယုတ်ကခမရပါသာဘဲကရရကြုတ်လက်ထဲမှာဆိုတော့ကြုတ်အယုတ်ပဲ။အောင်မခွေးသားတင်းစံပေးစံကွာ။ငါ့ကိုအဲ့ဒီယုတ်ပေးစံ။ မပေးဘူးနော်ဟဲ့လို့ဘဲဆက်နဲ့ကိုအောင်မောင်ဟာရှင်ဖြစ်ကြတယ်။ကိုအောင်မောင်ကလှေဝမ်းထဲမှာအသင်ပါလာတဲ့ငှက်ကြီးတောင်သားကိုဆွဲပြီးတော့တစ်ဖက်ကဒိန်းဆန်လှေဘောကိုခုန်တက်တယ်။ဒိန်းဆန်ဟာချက်ချင်းမလို့ကာကွယ်ချင်မရဘူး။အောင်မောင်ဟာသူ့ရဲ့ဓာချက်ကိုခုတ်ချလိုက်ရာဒိန်းဆန်ရဲ့လေဘင်းရင်းကို ပိုင်းမိပြီးတော့ဒိန်းဆန်တယောက်ခေါင်းပြတ်ကျသွားတယ်။ဒါပေမဲ့ခေါင်းကရည်ရည်ပြတ်ပြတ်ကျသွားခြင်းမဟုတ်ဘဲနဲ့တန်လန်ကြီးဖြစ်နေရာအိုက်နောက်လှေဘောကိုလဲကျသွားတယ်။အောင်မောင်လည်းဒိန်းဆန်လက်ထက်ကရုပ်ကိုဆွဲယူပြီးတော့ လေပုံကိုပြန်တက်ကလေကိုအားကုန်လှောက်ခတ်လာတယ်။မြေကိုရောက်မှသတိရသွားတယ်။ကိုအောင်မောင်းလေကိုရက်တန်းပြစ်တယ်။ငါတိန်းဆန်ကိုတီးတိုင်းထားလို့တော့မဖြစ်ဘူး။ဒီကောင်းစီမှာကြံနေခဲ့တာငါသား။ငါသားကိုတွေ့ရင်လူတွေကငါတက်တယ်ပဲထင်ကုန်မှာမဖြစ်ဘူး။ပြန်လှည့်ပြီးဓာတ်ယူမှာဖြစ်မယ်။အောင်မောင်းတယောက်လေကိုပြန်လှည့်ကဓာတ်ကိုတော့ပြန်ယူတယ်။တိန်းဆန်ရဲ့လျာကိုင်းတော့စမှာကန့်ကန့်နေပြီ။တိန်းဆန်ကလောင်းကောင်စီက စီးကြတဲ့သူတွေဟာလေဝမ်းထဲမှာလည်းရရက်နေနေတယ်။ကိုအောင်မောင်လည်းတင်းစံရလေဘောကိုတက်ကသူ့သားကိုပြန်ဆွဲယူတယ်။လေဘောကပြန်စင်းကနေမှလေဝမ်းထဲမှာရှိတဲ့ငါးကြီးတွေကိုလည်းတစ်ချက်လှည့်ကြည့်တယ်။ဟာငါးတွေကနှမျောစရာပါလား။ဒီငါးတွေကိုငါတဲသွားပြီးတော့မနှက်ကြရင်ရောင်းလို့ရတယ်။ကိုအောင်မောင်လည်းငါးကြီးတွေကိုသူ့လေတွင်ကိုပြောင်းထည့်ပြီးတဲ့နောက်တင်းစံလောင်းကြီးကိုတစ်ချက်ကြည့်တယ်။ဒီကောင်လောင်းကငါဖျောက်မှာဖြစ်မယ်။ဒီလိုနဲ့လေကိုကိုင်းတော့တွင်မှာဖွက်ပြီးတဲ့နောက်တင်းစံလောင်းကို ကိုင်းတော့ရေစက်ကိုချလိုက်တယ်ပြီးတဲ့နောက်လှေကိုပြန်လှောက်ကအေးအေးလူလူပဲရွာကိုပြန်လာတယ်အချိန်ကမနှံ့မိုးတော့အလင်းရောက်တော့မယ်ကိုအောင်မောင်းလှေဦးထိတ်မှာမိမတအူဆောင်းချောင်းထိုင်ကပေါ်လာတာကြောင့်ကိုအောင်မောင်းအရန်ကိုထိတ်လန့်သွားတယ်ခမားကဘာတို့လဲကျုပ်လှေဘော်ကိုဘာတက်လောက်တာလဲဟဲ့ငါ့ကိုနေမဲ့သူများစီကလွတ်ယူပြီးတော့အခုငါ့ကိုဘာတို့လဲတဲ့ဟင်ခမားကအယုတ်ဆောင်တစီလားဟဲ့အယုတ်ဆောင်တစီမဟုတ်ဘူးအယုတ်ဆောင်ကဝေးဟဲ့ နင်းရခဲ့တဲ့ရုပ်ကကဝေရုပ်ထုပဲဒါဆိုဟိုကောင်းကို9ရောင်ကူညီတယ်လို့ကျုပ်ကလည်း9ရောင်လုပ်ပေးစမ်းပါအေး9ကြော်နှစ်ကောင်နဲ့အရက်တလုံးကိုမနှက်ပြညာနေလှေဥမှတင်ပေးစမ်းပြီးရင်မနှက်ပြညာတကောင်ကြတော့ကိုင်းထော့ဆက်ကိုလာခဲ့မပင်မပန်းနဲ့9ရဖို့ကတော့ငါတောင်းဝင်မထားဟုတ်ဟုတ်ကဲ့ပါဗျာကိုအောင်မောင်ပြောဆိုနေတော့အဒီရုပ်ထုဟာပြောက်ကွယ်သွားတယ်ဒီလိုနဲ့ကိုအောင်မောင်တယောက်အိမ်ကိုပြန်လာခဲ့တယ်ဟဲ့ယောက်ျား ငါးရက်အများကြီးရလာတာပါလားဝမ်းတာစရာကြီးနော်ကိုအောင်မောင်ဟာသူ့ရဲ့မိမဝမ်းတာသွားတော့ပါစက်ကိုလက်နဲ့ပိတ်တယ်။ဘာဖြစ်လို့တော့ကွာဝမ်းတာတာများထအောင်လိုက်ပေါ့ကွာအော်လို့မသိမှုရှင်ခေါင်းရဲ့အိမ်မှာအချိန်နေမကောင်းဘူးကိုမောင်ကမသိရန်ဆောင်ပြီးတော့ဘာဖြစ်လို့လဲရှင်ကမြေသေးကိုရောက်နေလို့မသိတာနေပါညကတင်းစံတယောက်ထွက်သွားတာအခုတည်းအိမ်ကိုပြန်မရောက်သေးဘူးတဲ့ဟာကွာ ပိုက်တန်းသွားဖို့တာဖြစ်မှာပေါ့ပိုက်တန်းဖို့လေဒီအချင်းဆိုပြန်ရောက်တင်ပြီဒါဆိုလေတနေရရာကိုခီးလုံနေလို့ဖြစ်မှာပေါ့ကွာကဲထမင်းပြေငါပိုက်စာပြီကွာရှင်ရလာတဲ့ငကြင်းပိုက်ကိုဖောက်ပြီးတော့ငါချေခါကြော်ပေးမယ်နေ့နေ့ကြရှင်အရင်နဲ့မြီကိုအောင်မောင်းတယောက်အရန်ကိုပျော်ရှင်သွားမိတယ်ငါမများရလာတဲ့အတွက်အိမ်မှာမျက်နှာပန်းလှတယ်ခဏနေရခါမိမဖြစ်သူကငါတွေကိုတယ်ဆောင်သွားပြီးတော့ဈေးရောင်းထပ်သွားတယ်ကိုအောင်မောင်းလည်းတညလုံးမအိပ်ဘူး ။ဒါကြောင့်အိတ်ချလိုက်တယ်။အိမ်မထဲမှာအဲ့ဒီအမျိုးသမီးကိုတွေ့ရတယ်။အဲ့ဒီအမျိုးသမီးကကိုအောင်မောင်းကိုလက်ညှိုးထိုးပြီးတော့မင်းငါ့ကိုဂရီပေးထားတာကိုမမေ့နဲ့။အောင်မောင်းတယောက်လှမ်းပြီးနိုးလာတယ်။ဘလောက်တောင်ကြကြအိတ်ပြောသွားလဲမသိဘူး။လန့်နိုးလာတဲ့အခါညနေတောင်စောင်းတော့မယ်။အိမ်ရှိထွက်တဲ့အခါဇနီးဖြစ်သူကပတ်စံနဲ့ရေတွက်နေတာကိုတွေ့ရတယ်။ယောက်ျားရှင်သာနေ့တိုင်းဒီလိုငားရရင်တော့ကျုပ်တို့တွေမကြခင်မှာအကျွေးတွေကြည့်ပြီးတော့စုံမေစောင်းမေဖြစ်တော့မယ်။ ေးဟာလောလောဆယ်ငါကိုအရက်ဖို့ပေးရှင်အကျင့်မပြတ်နဲ့နော်အခုမှငါကောင်းကောင်းတရရရုံရှိသေးတာပေးဆိုပေးစမ်းဟာနေမရှိနဲ့နောက်တော့ငါကောင်းတွေကြီးရစီရမယ်ဟုတ်ပြီလားစနေတဲ့စီကပတ်စံယူကထမင်းစားတော့ပြီးတဲ့နောက်ငါပိုက်ထောင်မှုစင်လာတယ်ရွာထက်ရောက်တဲ့အခါအရက်တဲမှာလေကိုကပ်ပြီးတဲ့နောက်ဟေးအရက်တစ်လုံးပေးပြီးတော့ငါးပေါင်းကျော်တစ်ချက်ပေးကော်မောင်းဟာအရက်တစ်လုံးနဲ့ ငါးအသေးလေးတွေကိုမုံနှင်းနဲ့ကက်ကြော်ထားတဲ့ငါးပေါင်းကျော်တစ်ချက်ကိုထည့်ထားခဲ့တယ်။မြေပြင်ကိုရောက်တဲ့အခါလူတို့ရှင်းမရှင်းကြည့်ပြီးတဲ့နောက်လေဦးမှာအယုတ်ကလေးကိုချတယ်။ငါးပေါင်းကျော်ကငါးအသေးလေးနှစ်ကောင်ကိုဖတ်ယူပြီးအယုတ်ရှိမှချတယ်။အဲနောက်အိမ်ကအသိယူလာတဲ့ရက်စားပလင်းလုတ်ကိုဖွင့်ကအရက်ပလင်းတွင်းကအရက်တွေကိုငှဲ့ထည့်တယ်။ရက်စားပလင်းဟာသေးငယ်လွမ်းတာကြောင့်အရက်တငုံနှငုံစာလောက်ပဲဆက်နေ။ကဲကဝေရှင်မခမရပြောတဲ့အတိုင်း ၅ကြော်နှစ်ကောင်နဲ့အရက်တစ်လုံးကျွေးပါတယ်စားပါတော့ပါပြီးတော့ကျုပ်ကို၅ကြီး၅ကောင်တွေဖမ်းပေးပါအဲ့ညက်နေတော့ကိုအောင်မုံတယောက်ပိုက်မချပဲနဲ့လှေပေါ်မှာအရက်နဲ့၅ပေါင်ကျော်ဖဲ့ပြီးတော့အေးလူလူပဲစိန်ကန်တောက်တယ်နဝင်းမီးရဲ့ညက်နေကလာအရန်ကိုတားရတယ်ကိုအောင်မုံလည်းတက်ပင်တစ်ချက်ကိုချပြီးတော့ဟင်းအရင်ကဆိုဝမ်းရည်အတွက်ခ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 က်နဲ့ပိုက်ချနေရလို့ဒီလိုတဘာဝအလှပကိုတော့မကန်စားနိုင်ရှာဘူး ဒီလိုရရွတ်ခါအရက်ကိုမောတော့တယ်တောက်ခေါက်တန်ကြီးတစ်ခုကြောင့်ကိုအောင်မောင်အရာကနေလန်လို့လာတယ်။နိုင်ကိုကြည့်လိုက်တော့ညာ၁၇နာရီကျော်ပြီ။ကိုအောင်မောင်လည်းငါးဘတ်မုတ်တော့အင်္ဂါထွက်လာတယ်။ကိုင်းတော့စီသွားဖို့ဝင်လေးနေပေမဲ့ကဝေရှင်မကကိုင်းတော့ကိုသာလာခိုင်းတာကြောင့်လာခဲ့ရတယ်။စိတ်ထဲမှာတော့အတော်လေးကိုထိတ်လန့်နေမိတယ်။ယမနေ့ညကလူတက်ထားတဲ့ငှက်ကြီးတောင်ဓာကိုတော့နဘေးမှာချပြီးတော့လှော်ခတ်လာခဲ့တယ်။အပိနေလဟာ နင်းနေတဲ့အချိန်မှာပို့ပြီးတော့တာယာနေတယ်။မိပင်ကြီးတခုလုံးဖွဖွေးဖြူနေရ။လမ်းရောင်ကလွှမ်းခြုံထားတယ်။ကိုအမောင်းကလှေကိုလှောက်ခတ်လိုက်နေတယ်။ကိုင်းတော်နီးကိုရောက်လာတယ်။ကဲကိုဝေရှင်မခမရခရီတိုင်းသူ့ကိုငားပြီးတော့နော်။ကိုအမောင်းကရေရွတ်တယ်။ဒီခါမှာမိပင်တခွင်ရေပွက်တွေထလာတယ်။လှေတွင်းကိုငားတွေခုံဝင်လာတယ်။ဒါပေမဲ့ခုံဝင်လာတဲ့ငားတွေဟာငားကြီးငားကောင်းတယ်မဟုတ်ဘဲနဲ့ငါခုံးမငါစင်ရိုင်းငါစရဲငါတန်ချိတ်လို့ ငါးသက်သက်လေးတွေဖြစ်တယ်။အဲ့ဒီငါးသက်သက်လေးတွေဟာလှေဝမ်းတွင်းမှာခုံပေါက်နေတယ်။ကိုအောင်မောင်ကဒါကိုကြည့်ပြီးတော့စိတ်ပြတ်နေရ။ဒီချိန်မှာလှေဦးကနေတဟားရည်တန်းကြီးကိုကြားလိုက်မိတယ်။ကဝေရှင်မကစောင်းကြောင်ထိုင်ပြီးတော့တဟီးငက်တဟားနဲ့ရည်မောနေတာ။ခမားကျူးခိုင်းတဲ့တိုင်းကျုပ်ကျွေးတယ်နော်။အေးလေငါလည်းနေပေးသလောက်ပြန်ပေးတာပဲ။ကိုအောင်မောင်တယောက်ဒေါသတွေထွက်လာတယ်။နေပေးသလောက်နေပြန်ရတာလေ။နင်းကုန်နေတော်လှပြီလို့ထင်နေရလား။ငယ်ငါငါကို လွယ်လွယ်နဲ့လှည့်စားလို့ရမယ်လို့ထင်နေတာလားကိုမောင်ဘာမှမပြောနိုင်ဘူးဒီတော့မှပဲလှေပေါ်မှာဒူးထောက်ထိုင်ပြီးတော့ကျုပ်တောင်းမှမှာတယ်ကဝေရှင်မကျုပ်စော်ကားခဲ့တယ်လို့ဖြစ်သွားတာခွန့်လို့ပါကျုပ်ကိုဒီညငါးကြီးငါးကောင်းတွေသာပေးပါမနေ့ပြန်ကြရင်တော့အရက်နှလုံးငါးကြီးလေးကောင်နဲ့ရိုးရိုးတေးတေးတင်မြောက်ပါမယ်နင်းစကားကိုငါဘယ်လိုယုံရမလဲထားပါတော့ငါကနင်းကိုခွန့်လို့ပါတယ်အောင်မောင်ဒါပေမဲ့သူကနင်းကိုခွန့်မလို့ဘူးတဲ့ ဘိုးရှင်မက ကိုင်းတော်နီးတွင်းကိုလက်ညှိုးထုတ်ပြရာကိုအောင်မောင်းက ကိုင်းတော်ကိုတကြလှမ်းကြည့်တယ်ဒီခါမှာကိုင်းတော်တွင်းကနေလေကလေးတစ်စီးထွက်လာတယ်လေကလေးပေါ်မှာတော့ခေါင်းပြတ်တိမ့်ဆန်ဟာလေကိုလှောက်ခတ်လာတယ်တိမ့်ဆန်ရဲ့ခေါင်းကပြတ်ထွက်နေပြီးတော့လေပင်တစ်ဖက်မှာလည်းတွဲလောင်းကျနေတယ်ကိုအောင်မောင်းကအဲ့ဒီဖြစ်ကိုကြည့်ပြီးတော့အယံကိုထိတ်လန့်သွားတယ်တိတိမ့်ဆန်တငယ်ချင်းတိမ့်ဆန်လျာချက်ချင်းဆိုသလိုသူ့နားကိုရောက်လာတယ်တွဲလောင်းကျနေတဲ့တိမ့်ဆန်ခေါင်းကနေ ဗဇက်ကပွင့်လာပြီးတော့ဘာတငယ်ချင်းလဲကွာအခုမှဘာတငယ်ချင်းလဲကွာခမရကျုပ်ကိုတတ်တယ်ခမရကလူတက်တမအခုကျုပ်ခမရကိုပြန်တတ်မယ်သိန်းစံဟာနေပေါ်ကနေပြီးကိုအောင်မောင်အဖို့ကိုခုံတက်တယ်ကိုအောင်မောင်လည်းသိန်းစံကိုပြန်လဲတုံးကန်ခုတ်ကန်နဲ့နှစ်ယောက်သားလုံးတွေ့တယ်ရေအောက်ကိုကြာသွားတယ်ကိုအောင်မောင်ဟာခြေလက်တွေကိုအတင်းရောက်ကန်ပြီးကိုခတ်နေပေမဲ့သိန်းစံကကိုအောင်မောင်ကိုအတင်းဆွဲပြီးတော့ဖတ်ထားတာကြောင့်မယုံကန်တာတော့ပဲနဲ့မြေကျမ်းမြစီကိုတစားစားနဲ့မြင့်မြုပ်သွားတယ် တိန်းစံတဲ့ကိုအောင်မောင်တို့ဟာရုတ်တရက်ပျောက်ကွယ်သွားကြ။ရေလဲရွာလေးကလူတွေအားလုံးအလဲကြဖြစ်ကုန်တယ်။ကိုင်းတော်နေမှာတော့လှေကလေးနဲ့ဆင်းကိုတွေ့ပေမဲ့ဒီနေရာမှာတော့ခြေရှုပ်နေတာကြောင့်အောက်ခြေကရှုပ်လို့ရင်ကုန်သမားတွေလုံးဝရှာဖွေလို့မတွေ့ဘူး။အဲညမှာပဲအောင်မောင်ရဲ့တပည့်သူအောင်တယောက်အိမ်မက်မြင်မှတ်တယ်။ကိုအောင်မောင်ဟာတကောလုံးရေတွေဆိုရွှဲပြီးတော့အောက်ကိုရောက်လာတယ်။တားရေပြားအဖေတားကိုအဖေလာလာပြီးတော့တတိပေးတာတား အဖေလီရဲ့လက်ဦးပိုင်းမှာအယုတ်ကလေးတစ်ယောက်ကိုတွေ့တယ်မဟုတ်လားတာဟုတ်တယ်ဖေအဲ့ဒီယုတ်ကလေးကတားကောက်လာခဲ့တဲ့အယုတ်ကလေးမဟုတ်လားအဲ့ဒီယုတ်ကကောင်းတဲ့အယုတ်မဟုတ်ဘူးတာဒီယုတ်ကိုမြစ်ထဲကိုပြန်မျောလိုက်ပါတို့ရဲ့ဗမာယူဆရမကောင်းတဲ့ຢာတွေကိုမြစ်ထဲချောင်းထဲကိုမျောလိရှိလို့မြစ်ထဲချောင်းထဲကဘာအယုတ်ပဲတွေ့တွေ့မကောင်းရဘူးလို့တန်ငါတဲ့အချင်းချင်းမှားကြားထားတယ်ငါသားတကယ်လို့သားလဲတနေ့မြစ်ထဲကနေအယုတ်တွေတွေ့ရင် မကောက်ပါနဲ့တော့သားဒီလိုပြောဆိုပြီးတော့ ကိုအောင်မတော်ပျောက်ကွယ်သွားခဲ့တယ်။မကြခင်မှာငဝေးမြစ်တွင်မှလူသေးလောင်းတစ်ခုပေါ်လာခဲ့တယ်။အခုကတော့ခေါင်းပြက်နေတဲ့ဒိန်းဆန်လောင်းဖြစ်ကနောက်တစ်လောင်းကတော့ကိုအောင်မောင်ရဲ့အလောင်းပဲဖြစ်တယ်။ထူးခြားတာကအလောင်းတစ်ခုဟာတယောက်နဲ့တယောက်ဖက်တွယ်ထားတယ်။တကြိုတဲ့သူတွေတော့မှလုံးဝခွာလို့မရဘူး။ကိုအောင်မောင်တို့ရက်လက်တဲ့နေ့မှာပဲအောင်တယောက်လှေကလေးကိုလှောက်ခတ်ပြီးငဝေးမြစ်တွင်ကိုဆင်းလာတယ်။မိဖုရင်ကြကြီးကိုမြင်တွေ့ရတဲ့ကအဖေဖြစ်သူကိုတန်းတားလွန်ဆစ်ပြီးတော့မျက်ရည်ကျလာတယ်။ ။အင်းကြီးထဲကိုထည့်ပြီးတော့ယူဆောင်လာခဲ့တဲ့အရုပ်ကလေးကိုတေချာကြည့်တယ်။ဒီချိန်မှာအောင်းအောင်းနားထဲမှာတော့စကားပြောတဲ့ကူကိုပြပြတနာပဲကြားလိုက်ရပါတယ်။မလွှင့်ပြတဲ့ကောင်လေး။ငါအမင်းလိုချင်တာမှန်တယ်များကိုရအောင်လုပ်ပေးမယ်။အောင်းတယောက်ဒီရုပ်ထုလေးကိုငဝင်းမြစ်ထဲကို မျောပြစ်လိုက်ပါတယ်။တစ်သားရုပ်လေးဖြစ်တာကြောင့်အရုပ်ကလေးဟာမြေရည်ပြင်ပေါ်မှာဘောလုံးပေါ်ပြီးတော့ရေစီတိုင်းပဲမျောပါသွားခဲ့ပါတယ်။